င်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ် Rukaras Sexco တို့ကိုခေါ်ယူဖို့စံကြာနေခဲ့အပြီးမှာတော့ယူကဆယ်တိုက်စစ်မှု ISIS ကို Arsenal နဲ့အပြိုင်မှန်ယူအသင်းကလည်းလိုက်လံချိတ်ဆက်လာခဲ့ပါတယ်ယူကဆယ်ကတော့ ISIS ကိုသာကြိုက်စင်းနဲ့ရောင်းချနိုင်ခဲ့ပါကဂျူဗင်တက်မှဘလာဟိုဗစ်ကိုခေါ်ယူဖို့ချိန်ရထားပါတယ်။ဖီနာဘာချီအသင်းကတော့မန်ယူတောင်မှကစားသမားဆန်ချိုကိုခေါ်ယူဖို့နောက်ဆုတ်လိုက်ပြီးဖြစ်ကြောင်းသိရရှိပါတယ်။ ချက်စီတင်ကတော့လီဗာပူးကွင်းလန်ကစားသမား E-Lite ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ Brighton နဲ့ Villa တို့ကလည်းအပြိုင်ဆောင်ကြည့်နေကြပါတယ်။ Udinese တိုက်စစ်မှု Lucas ကိုခေါ်ယူဖို့ Napoli တို့အာရုံစိုက်လာတဲ့ကြောင့် Liverpool က Nunez ကိုခေါ်ယူဖို့နောက်ဆုတ်သွားနိုင်ပါတယ်။ Liverpool တောင်ပံကစားသမား William ကိုခေါ်ယူဖို့မဖြစ်နိုင်တော့တာကြောင့် Arsenal အသင်းက Dortmund တောင်ပံကစားသမား Eddie Jimmy ကိုသာထပ်မံမျှဝေလှည့်လာခဲ့ပါတယ်။ စပါတင်ကဖဲလစ်ကွင်းလက်ကစားသမား FC ရဲ့စာချုပ်ဖြတ်သိမ်းခြင်းပေါင်68တန်းကိုပေးချေဖို့စီစဉ်နေကြောင်းသိရရှိပါတယ်။မန်စီးတီးတင်ကနောက်ခံကျဲပွင့် Dryly ကိုခေါ်ယူလိုနေတဲ့အသင်းတွေအတွက်ပြောင်းရွှေ့ခြင်းပေါင်72တန်းမှ8တန်းခန့်တောင်းဆိုလိုက်ပါတယ်။ဘာစီလိုနာကွင်းလက်ကစားသမား Gavi ကတော့လာမယ့်ရာသီဒုတိယအရန်အဖြစ်အသင်းအတွက်ပါဝင်ကစားပေးထော်မှာမဟုတ်ကြောင်းသိပေးလိုက်ပါတယ်။မန်ယူတဲ့ဗဟန်မြူနစ်တို့ကဘာစီလိုနာနောက်ခံယူအရီချိုကိုပြိုင်စိတ်ဝင်စားနေကြပြီမဲ့ ဘာစီလိုနာကပြောင်းရွှေ့ခြင်းယူရို340အထက်သတ်မှတ်ထားပါတယ်။ရီယယ်တင်တောင်ဝင်ကစားသမားရိုဒရီဂိုကအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆုံးဖြတ်ဖို့မိသားစုတွေနဲ့တိုင်ပင်နေကြောင်းသတင်းရရှိပါတယ်ရှင်။ခုဆက်လက်တင်ဆက်ပေးမှာကတော့လာမယ့်ပရီးမီးယားလိဘောလုံးရာသီမှာပရိသတ်တွေပိုးပြီးစိတ်လုံရှားကြကောင်းအောင်နဲ့ပွဲစဉ်တွေကိုပုံမနီးကပ်စွာခန်းစားနိုင်အောင်စီမင်းသစ်တွေမင်းဆက်သွားမယ်လို့သိရပါဗျ။ပွဲချိန်တဝက်မှာကစားသမားနီးပြားတွေနဲ့အင်တာဗျူးတွေပြုလုပ်ပါမယ်။ဒါကပွဲချိန်တဝက်ရောက်တာနဲ့ကွင်းထဲမှာပဲကစားသမားတွေဒါမှမဟုတ် နီးပြတွေကိုချက်ချင်းအင်တာဗျူးတာမျိုးဖြစ်ပါတယ်။ပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးသူတို့ရဲ့ခန်းစားချက်တွေကိုပရိသတ်တွေချက်ချင်းသိနိုင်မှာပါ။လူစားလဲခံရတဲ့ကစားသမားတွေနဲ့အင်တာဗျူးတွေပြုလုပ်ပါမယ်။ပွဲအတွင်းလူစားလဲခံရတဲ့အင်တာကစားသမားတွေကိုအင်တာဗျူးတွေလုပ်ဆောင်သွားမှာပါ။ဒါကြောင့်ဒါကဘာကြောင့်လူစားလဲခံရလဲ။သူရဲ့ခန်းစားချက်တွေဘယ်လိုရှိလဲ။စာရီကိုပရိသတ်တွေသိခွင့်ရမှာပါ။အဝိလဲကန်းတွေကမြင်ကွင်းတွေကိုထုတ်လွှင့်ပြသပါမယ်။ပွဲမစခင်ပွဲချိန်တဝက်နဲ့ပွဲပြီးရင်နောက်ပိုင်းအသင်းရဲ့အဝိလဲကန်းတွေကမြင်ကွင်းတွေကိုထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ဒါက ပရိသတ်တွေကိုကစားသမားတွေနဲ့နီးပြားတွေရဲ့နောက်ကကပြင်ဆင်မှုတွေပွဲချိန်အတွင်းပြောဆိုမှုတွေနဲ့ပွဲပြီးအောင်ပွဲခံမှုတွေကိုပေါ်ပြီးနှိကက်စွာမြင်တွေ့အစေနိုင်မှာပါဒီစီမင်းအစ်စ်တွေနဲ့ပတ်သက်ပြီးဘလို့ထင်ပါလဲချဲရတဲ့ပရိသတ်တို့ရေဇလပီဘန်နာရေးပြဿနာတွေကြောင့်တန်းဆင်းရဖို့ရှိနေတဲ့လိုင်ယွန်အတွက် PSG ကတန်းနိုင်တယ်လို့ကူညီလိုက်ပါပြီအဲ့ဒါကတော့လိုင်ယွန်ကနေဘာဂိုလာကိုခေါ်ယူခဲ့တော့ငါပေးချေဖို့ကြံနေသေးတဲ့ပြောင်းရွှေ့ကြီးတွေကိုတတ်မှတ်ချိန်ထပ်ဆော့ပြီးတော့ပေးချေလိုက်တာပါ ဘာဂိုလာအတွက် PSG ကယူရိုတန်45တန်အပေါင်5တန်အသုံးပြုခဲ့ရတာဖြစ်ပြီးပေးဖို့ကြံနေရတယ်ကိုလိုင်ယွန်ခတ်တွေ့နေချိန်ပေးချေခဲ့တာပါ။အလုံးစုံအဆင်ပြေသွားမှမဟုတ်ပေမဲ့လိုင်ယွန်အတွက်တော့ဒါကအနည်းငယ်လေးပဲဖြစ်ဖြစ်အကူအညီဖြစ်ခဲ့မှသေးချာပါတယ်။လိုင်ယွန်ကအယူခံဝင်ထားတာဖြစ်ပြီးတော့တန်မစင်းရရဲ့အတွက်ကြိုးစားနေရမှုဒီအကူအညီကသူတို့အတွက်အားတက်စရာပါပဲရှင်။ Duncan Custer ပြောကြားချက်အရဆိုရင်တော့ Arsenal တင်းဟာနံပါတ်6တိုက်စစ်မှုတအူးကို ရှာဖွေလက်ရှိနေပြီးတော့ Benjamin Sars ကို ဗစ်တာဂျူကာရက်စ်တို့ကိုခေါ်ယူဖို့စ조사ခဲ့ပြီးမြန်နောက်နေနေသေးတာကိုစိတ်ပြလျက်ရှိပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းကဆက်စကိုဂျူကာရက်စ်တို့ကိုအကြောင်းတစ်ခုခုကြောင့်လွဲချော်ခဲ့ပါကအနာဂတ်မရေမယာဖြစ်နေတဲ့ချယ်ဆီတိုက်စစ်ကစားသမားနီကိုလက်ဂျက်ဆန်ကိုစင်းရဲနဲ့ထည့်သွင်းထားတယ်လို့သိရပါတယ်ရှင်။ကဘာကလပ်အကောင်းဆုံးကွင်းလည်လူရဲ့အကြောင်းကတော့ဆက်ပြီးတော့ပြောပြချင်ပါသေးတယ်။လက်ရှိကဘာကလပ်ဖလားမှာခြေစွမ်းပြသဆုံးကွင်းလည်လူကတော့အန်ဆိုဖာနန်ဒက်စ်ပါပဲ။ ူကပြန်ပွဲရဲ့အပိုင်အခွင့်ရဖန်တီးမှုဒုတိယအများဆုံးကစားသမားအဖြစ်၃ချိန်ဖန်တီးပေးထားသလိုတွင်ကိုပါဝင်ပတ်သက်မှုအများဆုံးကွင်းလယ်သူအနေနဲ့၃ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။အန်ဆိုကတော့ LAFC ပွဲစဉ်မှာတွင်ကိုတကူသွင်းယူနိုင်ခဲ့ပါတယ်။ Aspirants နဲ့ပွဲမှာလည်းတောစတင်အတာရာဘီအိုဒီယိုရဲ့ခေါင်းတိုက်ကိုကိုပြစ်ဒဏ်ဘောကနေတိတိကျကျပေးပို့ခဲ့သလိုလီယန်ဒီလာဖ်ရဲ့အသွင်းကိုကိုလည်းအကွက်မြင်မြန်ဖန်တီးပေးခဲ့ပါတယ် ဒါကြောင့်မို့2024-25ရာသီတွင်ချဲစီအတွက်ပြိုင်ပွဲစုံ49ပွဲကစား6ကိုအတွင်း16ကိုဖန်တီးထားခဲ့တာပဲဖြစ်ပါတယ်။2022-23ရာသီမှာ22ပွဲကစားဖန်တီးမှု2ကြိမ်၊2023-24ရာသီမှာ40ပွဲကစားတွင်ကို9ကိုဖန်တီးမှု3ကြိမ်သာပြုလုပ်နိုင်ခဲ့သူမာရက်စကာလက်အောက်မှာတော့အထူးထူးခြားခြားတိုးတက်လာပြီးတော့ပရီးမီးယားလိနဲ့ကမ္ဘာကလပ်ဖလားမှာတော့စွမ်းဆောင်ရည်အကောင်းဆုံးကွင်းလည်လူဖြစ်လာပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့ပေါ်တယ်လမ်ဘတ်တို့လက်ထက်တုံးခလိုမျိုး deep flying playmaker အဖြစ်ကစားစရာမလိုအပ်တော့သလို Pochettino လက်ထက်အောက်မှာလိုမျိုးတိုက်စစ်ခံစစ်နှစ်ခုစလုံးတောင်းဝင်ယူစရာမရှိတော့ဘဲ Marisca ကသူ့ကိုတိုက်စစ်သီးသန့်အောင်စခိုင်းလိုပါပဲအဲ့ဒီနောက်သူ့ရဲ့တိုက်စစ်အရေးအသွေးပုံမပေါလွင်လာပြီးအရင်ရာသီထက်တဆခွဲတာလုံးနဲ့တွင်းကိုပေါဝင်ပတ်သက်မှုကိုမြင်တွေ့လိုက်ရတာပါနောက်ပိုင်းကာလာရီမန်အန်ဆို box ထဲဝင်သွားတဲ့အခါတိုင်း front lane back ကိုပြန်လည်းအမှတ်ရမိပါတယ်။အရှင်းတော့ကသူ့အတွက်ပေးချေလိုက်ရတဲ့ပေါင်တန်းတရာနဲ့ပတ်သက်ပြီးဝေဖန်တန်းတွေဆူညံခဲ့ပေမဲ့အခုဆိုရင်တော့ အကြတန်အောင်မကြရတော့ပါဘူးရှင်။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့ Manchester United အသင်းကတိုက်စစ်မှုဝိုင်လန်းအတွက် CEA Club Inter Milan အသင်းရဲ့ငွေသားတာရီမီနဲ့ကမ်းလှမ်းမှုကိုချက်ချင်းဆိုသလိုပယ်ချခဲ့ရလို့ Manchester Evening News ကအဆိုပါရယ်တိုက်စစ်မှုဝိုင်လန်းကိုစိန်ဝင်စားနေတဲ့ Inter Milan အသင်းကကနအူးအနေနဲ့အငှားရာသီကုန်အပိသက်ခေါ်ယူခွင့်နဲ့စတင်ကမ်းလှမ်းမှုပြင်ဆင်ခဲ့တာဖြစ်ပြီးတော့ Man United ကဒီကမ်းလှမ်းမှုကိုသဘောမကျဖြစ်လာချိန်မှာ အခုလိုပြောင်းရွှေ့ကြအီရန်လက်ရေးစင် တိုက်စစ်မှုတာရီမီကိုအလိုက်ပေးဖို့ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပြီးတော့ကမ်းလှမ်းခဲ့တဲ့ပြောင်းရွှေ့ကြရဲ့ပမာဏအတိအကျကိုတော့သတင်းမှာဖော်ပြထားခြင်းမရှိပါဘူးအီရန်လက်ရေးစင်အသင်းအတွက်64ပွဲမှာ55ဂိုးအထိသွင်းပေးထားတဲ့တိုက်စစ်မှုတာရီမီကအင်တာမီလန်အသင်းကိုပြီးခဲ့တဲ့ရာသီကမှပေါ်တိုအသင်းကနေပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးတော့အင်တာမီလန်အသင်းအတွက်တော့43ပွဲကစား3ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်ဒါပေမဲ့ တာရီမီကပေါ်တိုအသင်းမှာကစားခဲ့တုန်းကအခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးပေါ်တိုအသင်းအတွက်စုစုပေါင်း182ပွဲမှာ62ဂိုးအထိသွင်းပေးခဲ့ပြီးတချိန်ကမန်ယူနိုက်တက်အသင်းရဲ့စိတ်ဝင်စားခြင်းကိုပါခံခဲ့ရသူဖြစ်ပါတယ်။ဆလဘီမန်ယူနိုက်တက်အသင်းရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုဘရန်ဖို့ညှင်းဆန်နေဆိုတဲ့သတင်းလေးပါပဲ။ဘရန်ဖို့အသင်းကတိုက်စစ်မှုအံပူမှုအတွက်မန်ယူနိုက်တက်အသင်းရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုထပ်မံညှင်းဆန်ခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းကပေါင်62.5ဆန့်အထိတိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့အခုတစ်ကြိမ်ကလန်မူကကနဦးပေါင်55တန်းအပေါင်အက်ဒွန်ဂျီပေါင်9.5တန်းပမာဏရှိပါတယ်။အခုလဆောပိုင်းကလည်းပေါင်55တန်းအက်ဒွန်ဂျီပေါင်10တန်းနဲ့ပထမကြိမ်ကလန်မူကအငင်းဆန်ခံခဲ့ရပါတယ်။မန်ယူနိုက်တက်အသင်းကဝုတ်အသင်းကကုညာကိုခေါ်ယူခဲ့ပြီးဖြစ်ပေမဲ့တိုက်စစ်ပိုင်းအားဖြည့်ဖို့အမ်မူမိုကိုထပ်မံကြိုးပမ်းနေရဖြစ်ပါတယ်။ဘရန်ဖို့အသင်းကတော့ကုညာရဲ့ပြောင်းရွှေ့ခြင်းအတိုင်းပေါင်62.5သန်းကိုတစ်လုံးတစ်ခဲနဲ့ရရှိလိုတယ်လို့သိရပါတယ်။ အန်ဘူမို25နှစ်ကပြီးခဲ့တဲ့ရာသီပရီးမီးယားလီမှာဂိုး20သွင်းပြီးကိုကိုဖန်တီးပေးခဲ့ပါတယ်။ Suspice နီးပြခိတ်တန်ဒရူးကိုနီးပြအဖြစ် Brandford ခန့်တယ်ဆိုတဲ့သတင်းလေးကိုလည်းဆက်ပြောကြမှာသေးရဲ့ရှင်။ Brandford အသင်းကတော့အသင်းရဲ့ Suspice နီးပြ Kate Andrew ကိုအသင်းနီးပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ Andrew ကပြီးခဲ့တဲ့နှစ်နွေရာသီကမှ Brandford အသင်းကိုရောက်လာပြီး Suspice နီးပြအဖြစ်လောက်ကန်ခဲ့တာပါ။ Brandford အသင်းက Andrew ကိုသုံးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အန်ဒရူး44နှစ်က Wolf အသင်းမှာ Pro ကစားသမားဘဝစတင်ခဲ့ပြီး MK Don နဲ့ Blackburn အသင်းတွေမှာလည်းကစားခဲ့ပါတယ်။ Ireland လက်ရွေးစင်အသင်းအတွက်35ပွဲကစားပေးခဲ့ပြီးတော့ Euro 2012ပြိုင်ပွဲဝင်အသင်းမှာပါဝင်ခဲ့ပါတယ်။၎င်းကတော့ MK Don Ireland လက်ရွေးစင် Sheffield United အသင်းတွေမှာလက်ထောင်နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဦးတာပဲဖြစ်ပါတယ်ရှင်။ဆလာဘီမက်ကစီရဲ့ကန်ဝင်ကြောင်းနံပါတ်ဖြစ်တဲ့နံပါတ်30ကိုရမဲတယောက်ဆက်ခံမယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရာသီမကုန်ငွေကလေးက ထွက်ပေါ်နေတဲ့သတင်းမှာဒါပေမဲ့လက်ရှိနံပါတ်30ပိုင်းရှင်အသင်းပေါ်အန်ဆူဖာတီရှိနေလို့ယာမဲကငင်းဆန်ခဲ့ပါတယ်ခုတော့ဖာတီလဲမိုနာကိုကိုပြောင်းရွှေ့သွားပြီးမှုကျောနံပါတ်30ကိုတော့ယာမဲကတရားဝင်ရယူခဲ့ပါပြီယာမဲကအခုလက်ရှိမှာလဲမက်ဆီရဲ့ကျောနံပါတ်ဟောင်းတစ်ခုဖြစ်တဲ့နံပါတ်16ကိုဝစ်ဆင်နေတာမို့လို့ဘာစီလိုနာမှာခြေဆွမ်းပြနေရရမယ့်အတွက်တော့မက်ဆီရဲ့လမ်းစဉ်အတိုင်းဆက်လျှောက်ဖို့အခွင့်အရေးတွေရရှိလာပြီဖြစ်ပါတယ်။ဒီတော့အကုတ်ကြီးရဲ့လမ်းစဉ်တိုင်း ရမဲတရားဘလောက်ကြမ်းပြမလဲယာဒီတစ်ကိုရင်ခုန်နေရပြီပဲဖြစ်ပါတယ်ပြိတ္တကြီးရေအခုတင်ဆက်ပေးချင်တာကတော့ယာဒီတစ်အတွက်6ဦးမြောင်ကစားသမားအဖြစ်ဂိုးသမားတဦးကိုလီဗာပူးခေါ်ယူဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်လီဗာပူးသင်းကလာမဲ့ယာဒီတစ်အတွက်6ဦးမြောင်ကစားသမားအဖြစ်မတင်မရှာဂိုးသမားတဦးဖြစ်သူ friend devote man ကိုခေါ်ယူခဲ့ပါတယ် old man 28နှစ်က president အသင်းနဲ့လမ်းခွဲပြီးတဲ့နောက်လီဗာပူးသင်းကိုပြောင်းရွှေ့ခြင်းအလွန်နဲ့ရောက်လာခဲ့တာပါ ၎င်းကစီနီယာကစားသမားဘဝကိုညူကာဆယ်အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီးတော့2021-22ရာသီကအသင်းနဲ့အတူပရီးမီးယားလိလေးပွဲကစားခဲ့ပါတယ်။အဲဒီနောက်ဘုံမောင်ဆွမ်စီကယ်မနော်ခရော်လီဟာတယ်ဘူအသင်းတွေမှာကစားခဲ့ပြီးတော့နောက်ဆုံးပရက်စတန်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ပရက်စတန်အသင်းမှာတော့၃နှစ်ကြာခဲ့ပြီးပြိုင်ပွဲစုံ138ပွဲကစားပေးခဲ့ပါတယ်။ဘော့ဒ်မန်အနေနဲ့အင်္ဂလန်တက်တန်းလိုက်လူငယ်အသင်း6သင်းမှာ ကစားခဲ့ပြီးလည်းရွေးစဉ်အသင်းမှာရွေးချယ်မခံခဲ့ရပါဘူး။ ၎င်းကလီဗာပူးအသင်းမှာအဲလီဆန်မာမာတာရှက်ဖလီတို့နောက်ကိုတက်တရမြောက်ဂိုးသမားအဖြစ်သာကစားရဖို့ရှိပါတယ်။လီဗာပူးအသင်းကတော့ဗလင်စီယာအသင်းဂိုးသမားမာမာတာရှက်ဖလီလီဗာကူးစစ်နောက်ခံလူဖရင်ပောင်နဲ့ကွင်းလယ်တိုက်စစ်ကစားသမားဖပ်ဘုံမောင်နောက်ခံလူကာကတ်ပိုရှက်ကတ်ဂိုးသမားအမင်ပတ်စီတို့ကိုလည်းခေါ်ယူထားပါတယ်ရှင်။နက်ဆရိုင်းရဲ့နေရာကိုရှောင်းတိုင်းနဲ့အလက်စတာအစားထုတ်ဝေရှိရဲ့ဆက်တဲ့တင်လေးကိုလည်းဆက်ပြောချင်ပါသေးတယ်။ League Championship Club Leicester အသင်းက Nasser Rhine နဲ့လမ်းခွဲပြီးတဲ့နောက်လက်လက်သွားတဲ့နီးပြနေရာကို Everton နဲ့ Burnley နီးပြဟောင်းရှောင်းတိုင်းနဲ့အစားထိုးပွဲရှိနေပါတယ်။ရှောင်းတိုင်း53နှစ်ကပြီးခဲ့တဲ့ January မှာ Everton အသင်းကထုတ်ပယ်ခံရပြီးခဲ့တဲ့ကအသင်းလက်မဲ့ဖြစ်နေရပါ။ Leicester အသင်းအနေနဲ့ Premier League ကနေတန်းဆင်းပြီးတဲ့နောက် ကိုပတ်ကြာမှ Nasser Rhine ကိုလမ်းခွဲခဲ့တာဖြစ်ပါတယ်။ Nasser Rhine 48နှစ်က Leicester အသင်းကို28ပွဲကင်တွဲပြီး9ပွဲသာအနိုင်ရပြီး16ပွဲအေးနှင်းခဲ့ပါတယ်။ လက်စတာအသင်းရဲ့ထုတ်ပြန်ချက်မှာနှုတ်သဘောတူလမ်းခွဲခဲ့တာဖြစ်တယ်လို့ဖော်ပြပြီးနန်စတာရိုင်းကလည်းသူ့ရဲ့လက်တွဲလောက်ကင်ခဲ့မှုသူအားလုံးကိုကျေးဇူးတင်စကားဆုတ်ခဲ့ပါတယ်။လက်စတာအနေနဲ့ယာတီချိုပြင်ဆင်မှုအတွက်နီးပြတဲ့ကိုမကြခင်တရားဝင်ခန့်အပ်သွားဖို့ရှိနေပါတယ်။လက်စတာအသင်းက League Championship ယာတီအဖွင့်ပွဲစဉ်အဖြစ်ဩဂတ်လ10ရက်မှာ Sheffield Wednesdays နဲ့ကစားရမှာပဲဖြစ်ပါတယ်ရှင်။ဆလဘီဖီဘာကလပ်ကဘာဖလာအုပ်စုပွဲစဉ်တွေပြီးဆုံးခဲ့ပြီးတဲ့နောက်ပြိုင်ပွဲကိုမနေ့ကတည့်ရက်နားခဲ့ပြီးဒီနေ့ညမှာ round of 16ပွဲတွေစတင်ကစားတော့မှာပါ round of 16ပွဲတွေကမစတင်မီနမကျော်ဘလုံးချက်လက် website ဖြစ်တဲ့ opdat ကဒီပြိုင်ပွဲမှာအုပ်စုစင်ကိုကြော့ဖြတ်ပြီး round of 16အဆင့်ကိုတက်ရောက်လာနိုင်တဲ့အသင်းတွေအနေနဲ့ချန်ပီယံဖြစ်နိုင်ခြင်းဘယ်လောက်ရှိကြသလဲဆိုတာကိုတွက်ချက်ပြီးဖော်ပြပေးခဲ့ပါတယ်။ဥရောပကိုစားပြုချန်ပီယံလိချန်ပီယံ PSG အသင်းကဘိုဆွဲဖို့ဖြစ်နိုင်ခြင်းအများဆုံးအသင်းဖြစ်20.6တိရာခိုင်နှုန်းနဲ့ထိတ်ဆုံးမှာသတ်မှတ်ခံခဲ့ရပါတယ်။ ။ PSG သင်းရဲ့နောက်မှာတော့ Man City ကအများစွာမကွာဟားတဲ့ဖြစ်နိုင်ခြေရာခိုင်နှုန်းဖြစ်တဲ့20.4ရာခိုင်နှုန်းနဲ့ရပ်တည်နေပါတယ်။ဒီအသင်းတွေနောက်မှာတော့ Inter Milan က17.39 Bayern Munich က17.28ရာခိုင်နှုန်း Chelsea က10.45 Real Madrid က9.69ရာခိုင်နှုန်းဒေါ်မွန်က9.63ဘင်ဖီကာက4.25ဂျူဗင်တက်က2.46ရာခိုင်နှုန်းဖာမီယပ်စ်က3.89ရာခိုင်နှုန်းတို့အသီးသီးရှိနေပါတယ် ဒါကြောင့်ဘူဆွဲဖို့ဖြစ်နိုင်ခြင်းအများဆုံး PSG နဲ့ Man City အသင်းတို့အရေးပန်းစားတဲ့အတိုင်း Champions League ရယူနိုင်ပါမလားတခြားဘယ်အသင်းက Champions League ရယူသွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးအခုတက်ဆက်ပေးချင်တာကတော့ Benfica ရဲ့ခံခံအားကြောင့်အသင်းကိုနှဲမယ်ဆိုတဲ့အကြောင်းလေးပါ Benfica နဲ့ Chelsea 28/6လ2025စနေနေ့ည9:30ဘင်ဖီကာကဘိုကာဂျူနီယာနဲ့အဖွဲ့ပွဲစဉ်မှာအနီးကပ်အပါအဝင်ဗျံဘတ်တာရီနဲ့စတင်ခဲ့ပြီးမြဲ ော်တမန်ဒီရဲ့84မိနစ်ခြေပါကိုကြောင့်တူးတူးသရေပြန်ရလိုက်နိုင်ခဲ့ပါတယ်။အော့ကလန်စီးတီးနဲ့ပွဲမှာတော့ပထမပိုင်းသွင်းဂိုးတစ်ခုသာရခဲ့ပေမယ့်ဒုတိယပိုင်းမှာ၅ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ပိုပြီးအံအသင့်စရာကောင်းတာကအုတ်ဆူအပိတ်ပွဲမှာဘောလုံးပိုင်ဆိုင်မှု29ရာခိုင်နှုန်းသာပိုင်ဆိုင်ခဲ့ပေမယ့်ဘိုင်မြူနစ်ကို1-0နဲ့အနိုင်ရခဲ့ပြီးအောက်စုပထမ16သင်းအဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ဘင်ဖီကာကအခက်ကြမ်းကြမ်းနဲ့အဖိအားပေးတတ်သလိုတိုက်စစ်လိုက်ပါမှုအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ ချဲစီကတော့အုပ်စုတွင်သုံးပွဲမှာနှစ်ပွဲနိုင်တဲ့ပွဲရှုံးပြီးဖလာမင်ဂိုရဲ့နောက်ဒုတိယနဲ့ရှုံးထွက်အဆင့်ကိုရောက်လာတာဖြစ်ပါတယ်။အနောက်ရခဲ့တဲ့နှစ်ပွဲစလုံးကလင်းရှိရခဲ့တဲ့ဆိုပေမဲ့ဖလာမင်ဂိုကိုဒုတိယပိုင်းမှာ၃ခုအထိခွင့်ပြုခဲ့ရတဲ့ချဲစီကပွဲချိန်နှောင်းပိုင်းရုံးအားကောင်းတဲ့ဘင်ဖီဘာကာကိုလည်းမနေထိန်းချုပ်ရပါလိမ့်မယ်။နီကိုလက်ဂျက်ဆန်ကတော့ပွဲပယ်ပြစ်ဒဏ်ကြောင့်ကစားခွင့်ရအောင်မဟုတ်လို့နီးပြမာရစ်ကာကအတိုက်စစ်မှုသစ်ဒီလက်ကိုပဲပွဲထွက်ရဖို့ရှိပါတယ်။ ပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲဆက်9ရထားတဲ့ Chelsea တိုက်စစ်ကတော့စိတ်ဝင်စားဖို့ကောင်းနေသေးပါပဲ။တဲ့ကြီးမှာတော့ Chelsea က90နဲ့စတင်ထားတာတွေ့ရပါတယ်။ဂိုးစီကတော့2-90ဖြစ်တယ်။အောက်စုတွင်မှာရှုံးပွဲမရှိဖြတ်သန်းခဲ့တဲ့ Benfica Chelsea တို့ပြိုင်ပွဲကောင်းဖြစ်လာနိုင်တယ်။နောက်တစ်ချက်ကတော့ Benfica ကပြိုင်ပွဲဆုံးနောက်ဆုံး16ပွဲမှာတပွဲသာရှုံးခဲ့လို့အတော်လေးရတ်တမိနေတယ်လို့ပြောလို့ရပါတယ်။ Chelsea ကလည်းပြိုင်ပွဲရဲ့ရဲ့နောက်ဆုံး12ပွဲမှာ ဆက်ပွဲနိုင်ထားပါတယ်ထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံး၃ချိန်စလုံးမှာလဲချက်စီနိုင်ထားပါတယ်ဒီပွဲကစားချိန်မှာတာမန်ထက်အပူချိန်မြင့်တက်မယ်လို့ခန့်မှန်းရတာကြောင့်နှစ်သင်းစလုံးရုန်းကန်ရနိုင်တယ်အသင်းရဲ့ဒီနှစ်သင်းစလုံးအမှားကိုစောင့်ကစားဖို့ရှိတယ်လို့ဘင်ဖီကာရဲ့ခန့်ခန့်အားကြောင့်လဲဂိုးနေနိုင်တယ်လို့ခန့်မှန်းမိပါတယ်ရွေးချယ်မှုကတော့ဂိုးအောက်ပါရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ follow တိတိကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော် Follow ချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်